မွန်တိုင်းလော်ကူမာကကြတော့ဂျောဟိုခန်စာပေါ့နော်တရင်ဆက်လက်ရှာဖွေတဲ့ပုံစံမျိုးပုံစံမျိုးဖြစ်ပြီးတော့သူကစာတစ်ပိုက်လုံးကြီးတော့ live ဖန်နေစရာမလိုဘူးမေးတဲ့မေးခွန်းပေါ်မူတည်ပြီးတော့ဘယ်ချက်လဲဆိုတာကိုသတိထားပြီးတော့ဖတ်ဖို့လိုအပ်တာမျိုးပေါ့နော်ဒါပေမဲ့သူကြီးသတိထားရမယ့်ချက်တို့ဘာလို့အဲ့ဒါတွေတော့အမြဲတမ်းမပါမဖြစ်ဖတ်ရမယ့်ပိုင်းတွေမှာပါတယ်ပေါ့နော် okay အဲ့တော့ဒီမှာဆိုရင်သူကမေကွာဗာမေးထားလဲဆိုတာလေးကိုစကြည့်ကြည့်အောင်เนาะအဲ့တော့ကိုယ်ဆံဝါတဲ့မာရူမာရူရှိနော်ကိုကိုနိခါယောဥညူဆန်ဆိုင်တော့လူကက်စီဒက်စ်အဲ့တော့ကိုယ်ဆံကဒီမြို့မှာပေါ့နော်ကျောင်းတက်နေတဲ့23နှစ်အရွယ်ပြည်ညာတော်တင်ကျောင်းသားဖြစ်ပါတယ်ဆိုဘစကူနီနီဇန်ကာစတိုက်ဒက်စ်အဲ့တော့ဒီဆိုဘစကူဒီဆိုတဲ့ဒီခောက်ဆွဲလုတ်တဲ့ဟာလေးကိုပေါ့နော်သူအဲ့တင်နန်းကိုသူတက်ရောက်ခြင်းနဲ့ ဖျော့ဝါကျူကောနီချီတက်စ်ဒီနေ့ကတော့25ရင်းနေဖြစ်ပါတယ်တို့ရတန်မိုးရှိကိုမီမော့စ်ကဘလို့လုံပြီးတော့ရှောက်လာတင်ရမလဲဆိုပြီးတော့မေးထားတယ်အဲ့တော့ဆဲဒီဘက်ကစာပိုက်ကိုတော့ကြည့်ကြည့်အောင်အဲ့တော့ is မနီဆိုပါဆိုကိုရီမာဆန်ကဆိုပြီးတော့ခေါင်းစဉ်လေးနဲ့ပေါ့နော်အတူတူဆိုပါလောက်ရအောင်လားဆိုပြီးထားတယ်အဲ့တော့သူ့ရဲ့ ပေါ်မှာပါရထားလဲဆိုတော့ယွန်ဂျူနန်နော်ဆိုဘစကူဒီခန်းခေကန်ကအာရုခတာကအဲ့တော့နှစ်40ပေါ့နော်ဒီခောက်ဆွဲလုပ်တဲ့တွေ့ကြုံရှိတဲ့ပုံကောနေပြီးတော့ဆိုဘနော်စကူဒီကတောက်ကိုရှင်းတဲ့အိမ်မှာဆိုတော့ဒီခောက်ဆွဲလုပ်ပုံလုံးမျိုးတင်ပြပေးနေပါတယ်ဟာဂျီမဲတဲ့နော်စတိုဒေမိုတိုက်ကြော့ဘူးအဲ့တော့ပထမအဆုံးလွတ်မဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ဆိုပြီးသူပြောထားပြီးတော့ဇေဟီဂေါ်ဆန်ကာခူဒါဆိုင်ဆက်ဆက်တက်ရောက်ပေးပါပါဝင်ပေးပါဆိုပြီးတော့သူခေါ်ထားတယ်ပေါ့နော်အဲ့တော့အဲ့မှာပါရထားလဲဆိုတော့နေရဲ့ ကဘယ်နေ့မှာလုံးမှာလဲဆိုတော့သူကခုနှစ်တော့မပေးထားဘူးဆယ်လပိုင်း20ရက်နေစနေနေ့ပေါ့နော်ညနေတနာရနေ့ညနေ၄နာရီထီလို့ပြောထားပြီးတော့သူ့ရဲ့နေရာကတော့ရှီမင်းစင်တာမှာပေါ့နော်ရှီမင်းစင်တာရဲ့၃ရွာမှာရှိတယ်ချော်ရီရှိဆွမှာလုံးမယ်ပေါ့နော်ဒီ kitchen ပေါ့ချော်ရီရှိဆွဆိုတာဒီဟင်းချက်တဲ့အခန်းပေါ့နော်ပြီးတော့တိုင်းစောစောရည်ရွယ်တဲ့လူတွေကဘယ်သူတွေလဲဆိုတော့အဲ့ဒီရှိမှာ ဘာလဲဆိုတော့ဆွန်တဲ့ iris တို့ဆိုတာနေတဲ့သူပြီးတော့အဲ့ဒီရှိမှာပဲကခိုနေခါရော့တဲ့ iris တို့ဆိုတာအဲ့ဒီမြို့မှာကြောင်းတက်တဲ့သူနောက်တစ်ခုကဟာတရိုက်တဲ့ iris တို့ဆိုတာအဲ့ဒီမြို့မှာဘာလုပ်တဲ့လူဆိုတာအလုံးလုံးတဲ့လူတွေကိုရည်ရွယ်တယ်ပေါ့เนาะအဲ့လူတွေတက်လို့ရပါတယ်။โอเคနောက်ထပ်ဆက်သွားမှာကသူကခိုးရှိဆိုတာဒီဆရာကဘယ်သူလဲဆိုတော့တာနာကအီချီရိုဆိုတဲ့ဆရာပေါ့เนาะသူရဲ့နာမည်ပြီးတော့တေးအင်းဆိုတာတတ်မှတ်ထားတဲ့လူကြီးကနီဇိုနင်းဆိုတာအယောက်20ဟီယောဆိုတာသူ့တင်တဲ့ကုန်ကြမ်းစိတ်က ဆင်းဟင်းစွာရန်တက်ထောင်ပေါ့နော်နောက်ကမုချိမုံတို့ဆိုတာတဲလာမယ့်အရာလေးကအေဘရွန်တို့တာအိုတို့တို့တဲလာပေးပါအေဘရွန်ပေါ့နော်နောက်ကတာအိုဆိုတာဝါတပတ်တဲလာပေးပါတယ်လျော်ရီနော်ဆိုင်လျော်ရီကဒိုကူဝါမုတဲကုနာကုတဲမူအီဆိုဟင်းတွက်လိုအပ်တဲ့ပဝင်ပစ္စည်းတွေဒိုမူကရိယာတွေပစ္စည်းကရိယာတွေပေါ့နော်ဒီဟင်းချက်ကရိယာတွေကိုတော့မယူလာလဲပဲရပါတယ်လို့ပြောထားတယ်โอเคအဲ့တော့အဓိကအချက်ကအခုဒီမလာသေးပဲနဲ့မိုးရှိကုန်ပြီရှောက်လာဆိုတာလာပြီအဲ့တော့မဆဲဘယ်လိုရှောက်လာတယ်မလဲဆိုတဲ့အချက်ကဒီမှာအဓိကထားဖတ်ရမယ်အဲ့တော့ဇန်ဂျီဆိုမာတဲ့နီဆိုတော့အဲ့ဒီနေ့မ တိုင်ငင်တရက်မှာတဲ့ကရှီမင်းစင်တာနေခိတဲ့မိုးရှိခွန်းတဲ့ကုတာဆိုင်တဲ့ရှီမင်းစင်တာကိုလာပြီးတော့ရှောက်လွာတင်ပေးပါလို့ပြောတယ်အဲ့တော့ဇန်ကြီးစစ်ဆိုတော့အဲ့ဒီနေ့မတိုင်ခင်ဆိုတော့အဲ့စပြီးဖွင့်မယ်နေရပါနေလဲဆိုတော့အာဆယ်လပိုင်း20ရက်နေဆိုတော့အဲ့ဒီမတင်မတိုင်ခင်ဆိုရကိုကတွက်လိုက်ရတော့မှ19ရက်နေပေါ့နော်19ရက်နေမှာရှောက်လွာလာတင်ပါအဲ့တော့ဒန်ဝတဲ့မိုးတဲ့ဥကေစကေမတ် OK scammer ဆိုတော့ဖုန်းနဲ့လဲလျှောက်လာတင်တဲ့လက်ခံနဲ့ပေါ့နော်ဒါပေမဲ့ he ရောဆိုရင်အဲ့ဒီကုန်ကြစိတ်ကတော့ဇန်ဂျစ်ဆွန်မတယ်နီဝါဟာရတဲခုတာဆိုင်ဆိုအဲ့ဒီနေ့မတိုင်ခင်တရက်မှာဘေးကိုပေးရမယ်ဆိုတော့၁၉ရက်နေ့ကလာလာမှာပေါ့နော်မဲရူရဟာကာကိတဲ့ဝါ OK scammer ဆန်မဲရူ post ကတင်လို့လဲလျှောက်လာတင်လို့မရဘူးလက်မခံဘူးလို့သူတို့ပြောထားအဲ့ဒါကလျှောက်လာတင်ရမယ်နီးလမ်းမယ် တည်သွားပြီเนาะအဲ့တော့20ရက်နေမှာကျင်းပပြီးတော့16ရက်နေမှာတော့လာပြီးတော့တင်ရမှာပေါ့เนาะအဲ့လိုပုံစံမျိုးဖြစ်သွားတယ်အဲ့တော့သူ့ရည်တတိထားရမယ့်ချက်ကတိုးကြည့်ဆိုဝါတဲ့အဲ့ဒီနေမှာပေါ့เนาะဒူဂေါဖော်မရဲ့ဒီမမတန်နီပေါ့เนาะအဲ့တော့ဘာဖြစ်မလဲဆိုတော့မတိုင်ခင်မအဲမတန်နီလို့ပြောထားတယ်အဲ့တော့15မိနစ်မတိုင်ခင်မအိုအာစမာဒီကိုတာဆိုက်ဆိုစူးစေးပေးပါဆို15မိနစ်ကြိုရောက်ရမယ်ဆိုတော့တနားရီစမယ်ဆိုတော့တနားရီထိုးဖို့15မှာကြိုရောက်နေရမယ်နောက်တော့တိုးရွာဆဲဆိုတာစုံစမ်းမေးမြန်းရမယ်ဒီမှာလိပ်စာတွေဖုန်းနံပါတ်တွေပေးထားတယ်ပေါ့เนาะအဲ့တော့အဓိကမေးထားတာက ကမိုးရှိကုန်ပြီးရှောက်လာတဲ့ပတ်သက်တဲ့နီလန်းဆိုတော့အဲ့ဒါဆိုအဖြစ်ကိုတစ်ချက်သွားကြည့်ကြအောင်သူကပထမတစ်ခုကခုခုနှစ်ချီမတဲ့နီးတဲ့16ရက်နေနောက်ဆုံးထားပြီးတော့ဒန်ဝမိုးအာမိုးရှိခွန်တဲ့ဆိုတော့တောင်ဝတဲ့မိုးရှိခွန်တဲ့ဆိုတော့ဘာလဲဆိုတော့ဖုန်းနဲ့ပေါ့နော်လျှောက်လာတင်ပြီးတော့20ရက်နေမှာသူကရန်တထောင်ပေးချေပါလို့ပြောထားတယ်။အဲ့ချက်ကဘာဖြစ်နေလဲဆိုတော့သူက ဆန်ပေးရမှာလဲဘယ်နေ့မှာပေးရမှာလဲအဲ့ဒီနေ့မတိုင်ခင်တရက်မှာပေးရမှာဖြစ်တော့ကြောင့်အဲ့ဒီဟာကြီးကမှားတယ်ပေါ့နော်နံပါတ်1ကလည်း16ရက်နေ့နောက်ဆုံးထားပြီး mail နဲ့လျှောက်လာတင်ပြီးတော့16ရက်နေ့မှာပဲမလုပ်လို့ရလဲဆိုတော့ ဘာလို့ရမှာလဲဆိုတော့ရန်တက်ထောင်ပေးချေရမယ်တဲ့နံပါတ်3ကကြတော့16ရက်နေ့နောက်ဆုံးထားပြီးရှီမင်းစံတာကိုတွားပြီးတော့အဲ့ဒီနေ့မှာပဲရန်တက်ထောင်ပေးချေပြီးတော့မိုးရှိကုန်ပြီမှာစောက်လာတင်မယ်တဲ့နံပါတ်20ကကြတော့20ရက်နေ့မှာရှီမင်းစံတာကိုတွားပြီးတော့အဲ့ဒီနေ့မှာပဲရန်တက်ထောင်ပေးပြီးတော့မှစောက်လာတင်မယ်လို့ရေးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီချက်တွေရဆိုရင်သူကအာနံပါတ်1ကလည်းဘာဖြစ်နေလဲမေးလ်နဲ့တင်တယ်ဆိုရဲကမေးလ်နဲ့လက်မှတ်ခံဆိုရဲအကြောင်းမှားတယ် နံပါတ်3ကကြတော့ရှီမင်းစင်တာကို19ရက်နေသွားအဲ့နေ့မှာပဲပတ်စံပေးပြီးတော့ရှောက်လာတင်မယ်ပေါ့နော်အဲ့တော့အဲ့အချက်ရှိမယ်နောက်တစ်ခုကကြတော့နံပါတ်4မှာကြ20ရက်နေသွားပြီးတော့အဲ့နေ့ကြမှာရန်တထောင်ပေးဆိုတော့အဲ့ဒါကလည်းဘာဖြစ်နေရလဲဆိုတော့မှားနေရအဲ့တော့အပြင်းမှန်ပဲရပဲဖြစ်မလဲဆိုတော့စမ်းဗန်ပေါ့နော်19ရက်နေ့မှာရှီမင်းစင်တာကိုသွားအဲ့ဒီအချိန်မှာပဲရန်တထောင်ပေးပြီးတော့ရှောက်လာတင်မယ်ဆိုတဲ့အချက်ကမှန်တဲ့အတွက်အပြင်းမှန်ကတော့စမ်းဗန်ဖြစ်ပါတယ်အဲ့တော့ဒီပု္ပ္ပစာမျိုးမှာဆိုရင်လည်းတကယ်တကယ်ကအကုန်လုံးကြီးလိုက်ဖက်နေကြတော့မလို့ဘူးမိုးရှိကွန်မြူနီယာကိုအဓိကထားဖက်မယ်အဲ့ဒီမှာ ာလိုအပ်တဲ့အချက်အလက်ကိုလှိုက်ပြီးတော့ဘယ်နေ့မှစမှာလဲဆိုတဲ့ဟာမျိုးဟိနီချီမှာတွားဖက်ပြီးတော့ဖြေလို့ရတဲ့အချိန်အများကြီးမယူတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီချက်လေးကိုတတိထားပြီးတော့ reading ကိုတေးချာချာဖြေဆိုနိုင်မယ်လို့ထင်ပါတယ်